လေးစင်တရင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးတပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တရင်အကြောင်းအရာတွေကတော့မြန်မာရုရှားခရီးသွားလုပ်ငန်းမြင့်တင်ရေးရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များပြန်လည်စီစဉ်ရေးဆွေးနွေးဆိုတဲ့တွင်ဝေဘုန်၏အယဝတီပုံစံဆံများကိုတတတော်နှုံးခါများဖြင့်ရောင်းချပေးသွားမည်ဆိုတဲ့တွင် ုံတိုင်းရဲ့အချိန်ကြောင့်လေယာကွက်၍မိုးကြီးနိုင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံလေးနဲ့တောင်အာဖရိကကန်ယူရန်မှ၅တသား၅ရွှေပြောင်းမှုဖြစ်စဉ်ကနေတပေါင်းဝပတ်ဝန်းကျင်ထိမ့်သိမ်းရန်လိုအပ်ကြောင်းထောက်ပြဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့မြန်မာရုရှားခရီးသွားလုပ်ငန်းမြင့်တင်ရေးရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များအပြန်လှန်စီစဉ်ရေးဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားခရီးသွားလုပ်ငန်းမြင့်တင်ရေးအတွက်ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွေကိုအပြန်အလှန်စီစဉ်ဆောင်ရွက်ရေးတွဲဆောင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပလျက်ရှိတဲ့ငါးကြိမ်မြောက်မော်စကိုနိုင်ငံတကာခရီးသွားဖိုရမ်နှင့်ခရီးသွားပြပွဲဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးနယ်သွေးဆုံဆင်းယခုလိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဆွေးနွေးရှာမှာမြန်မာရုရှားနှစ်နိုင်ငံအကြားအစိုးရပုဂ္ဂလိကနှင့်ပြည်သူများအကြားဗတ်ဆောင်ပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ရေးမြန်မာနှင့်ရုရှားနိုင်ငံခရီးသွားလုပ်ငန်းမြင့်တင်ရေးအတွက်ယင်းဤကျွမ်းဝင်မှုခရီးစဉ်များကိုအပြန်အလှန်စီစဉ်ဆောင်ရွက်ရေးမြန်မာရုရှားနှစ်နိုင်ငံပြည်သူများအတွက်အပြန်အလှန်ဗီဇာကင်းလွန်ခွင့်ဆောင်ရွက်ရေး နိုင်ငံခရီးသွားပြပွဲများအတွင်ပူးပေါင်းပါဝင်ပြတာကြာရေးမြန်မာနိုင်ငံသို့ရုရှားခရီးသွားဧည့်သည်များပုံမိုးလာရောက်လက်ပတ်နိုင်ရေးပြည်ပသို့ခွင့်ရရှိဖြစ်အပန်းဖြေခရီးသွားရောက်ကြသောရုရှားနိုင်ငံသားအစိုးရဝန်ထမ်းများကိုမြန်မာနိုင်ငံသို့လာရောက်လက်ပတ်နိုင်စေရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးနှင့်ရုရှားနိုင်ငံမှရှင်းလင်းမြှုပ်နှံသူများမြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားခန္ဓာတွင်လာရောက်ရှင်းလင်းမြှုပ်နှံရှိသူကိုဆွေးနွေးခဲ့ကြရသည်ဟုသိရပါသည် ဆွေးနွေးပွဲအပြီးမှာပြည်တော်စုဝင်ကြီးသည့်ဖိုရမ်အတွင်းလှည့်လည်ကြည့်ရှုကမြန်မာနိုင်ငံဟိုတယ်လုပ်ငန်းခန္ဓာတွင်ယင်းဤမြုံနှံလို့သော Cosmo Hotel Crew နှင့် BN Crew တို့မှရုရှားနိုင်ငံသားယင်းဤမြုံနှံသူများနှင့်တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့တာယာလှပတဲ့ကမ်းခြေများနှင့်ခရီးသွားဆွဲဆောင်မှုများယင်းဤမြုံနှံနိုင်မဲ့အခွင့်အလမ်းများကနဦးစီမံခန့်ရန်ဖြင့်လာရောက်ဆောင်ရွက်လိုပါကကုညီဆောင်ရွက်ပေးမဲ့အစီအစဉ်တွေကိုရှင်းလင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။ ဒုတိယသတင်းပုံအနေနဲ့ရွှေဘိုးနှင့်အေယဝတီပေါ်ဆန်းဆန်များကိုတက်တာသောနှုံထားများဖြင့်ရောင်းချပေးသွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွှေဘူးနဲ့အေယဝတီပေါ်ဆန်းဆန်းတွေကိုစံစမားကုံစီထိုင်တွေမှာတက်တာရည်နှုံထားတဲ့တပတ်ကိုနှစ်ရက်ကြာရောင်းချပေးသွားမယ်လို့မြန်မာနိုင်ငံစံစမားကုံတဲများအသင်းကတည်ရပါတယ်။ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့စံစည်းနှုံတွေတည်ငြိမ်စေဖို့အပတ်စဉ်ရောင်းချပေးသွားမယ်လို့ဆိုပါတယ်။အဆိုပါရောင်းချမှုကိုရောင်းတိုင်းဒေသကြီးလမ်းဘုံမျိုးနဲ့ဝါရန်စံစမားကုံစီထိုင်မှာ အပတ်စဉ်ဗုဒ္ဓဖူးနေနဲ့ဂျာတာဘရေးနေတွေမှာရောင်းချပေးသွားမယ်လို့တည်ရပါတယ်။ ဲ့ဒီလိုရောင်းချရမှာ ရွှေဘိုပေါ်ဆန်30 kg တဲ့အိတ်ကိုအကျပ်3000ကျပ်နဲ့အီယဝတီပေါ်ဆန်30 kg တဲ့အိတ်ကို2400ကျပ်နဲ့တတ်မှတ်ရောင်းချပေးမယ်လို့ဆိုပါတယ်အဲ့ဒီလိုရောင်းချရမှာအိမ်တော်စုတစ်ခုကိုရွှေဘိုပေါ်ဆန်းနဲ့အေယဝတီပေါ်ဆန်း30 kg တဲ့အိတ်စီဝယ်ယူနိုင်မယ်လို့သိရပါတယ်။ ဇီးပွားရေးနှင့်ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနရဲ့အခုကျွန်လာအတွက်သတ်မှတ်လိုက်တဲ့စံရင်ညွှန်းဆေးတွေအရရွှေဘိုပေါ်ဆန်းအဟောင်း108ပေါင်းစံတအိတ်ကားထော35000ချက်ကနေ35500ချက်အတစ်တအိတ်ကို33500ချက်ကနေ34000ချက်အထိရှိနေပြီးပြီးခဲ့တဲ့မေလထက်တအိတ်ကိုချက်9000အထိမြင့်တက်လာပါသေးတယ်။ မြန်မာနိုင်ငံစံစပါကုန်တယ်များအသင်းအနေနဲ့စံစည်းကွာတည်ငြိမ်ရေးအတွက်တက်တာတဲ့ဈေးနှုန်းနဲ့ရောင်းချပေးနေတာဖြစ်ပြီးနောက်ပိုင်းမှာလည်းအပတ်စဉ်တောက်ကြနေတဲ့စနေနေ့တွေမှာလည်းဈေးတွေကိုအလှည့်ချစနစ်နဲ့လှည့်လည်ရောင်းချပေးသွားဖို့လဲစီစဉ်နေတယ်လို့သိရပါတယ်ရှင်။ဆလပီအပူပိုင်းမုံတိုင်းရဲ့အချိန်ကြောင့်နေရာကွက်၍မူကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်တယုံပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ပူပိုင်းမုန်တိုင်းရဲ့ရှိန်ချောင်းဒေသအနှံပြားမှာမိုးရွာမှာဖြစ်တဲ့လို့နေရာကွက်ပြီးတော့လဲမိုးကြီးနိုင်တယ်လို့မိုးလီဝသနှင့်ဆလဖေးဒညွန့်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရပါတယ်ဒီကနေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွာချက်အရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဟူသစ်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနေတယ်လို့ဆိုပါတယ် အစိုးပါပူပိုင်းမုံတိုင်းဟူသည့်ဟာကနအူးမှာအနောက်မြောက်ဘက်သို့ရွေလျားနိုင်ပြီးမနက်ဖြန်ကျွန်းလာ73ရက်နေမှာတော့တရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဖျက်ချော်မယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ဒီကနေ့ညနေရက်ထိခမ်းမန်းချက်အရာစကိုင်းတိုင်းရထပိုင်းကချင်ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ နေရကျကျနေပြည်တော်ကယားရခိုင်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရစိတ်စိတ်ကြံတိုင်းနယ်ပြည်နယ်တွေမှာနေရအနှံ့ပြားမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းမန္လေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအီယာဝတီတိုင်းတနင်္သာရီတိုင်းကရင်မိုးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာတော့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ် ရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအီယာဝတီတိုင်းတနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ မိုးတိမ်ထောင်တွေဖြစ်ထွန်းနေပြီးအဆိုပါမိုးတိမ်ထောင်တွေရွေလျားရာနေရာတခြားမှာမိုးရွာသွန်းထားနေအတူလေပြင်းတိုက်ခတ်တာမိုးထေချုံထောင်မိုးချိုပစ်တာလျက်စီးလက်သားနဲ့မိုးသီးကြွေတာစားထိန်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုကြဖို့ကိုလည်းအကြံပြုထားပါတယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ တောင်အာဖရိကကန်ယူရန်မှငါးတစ်သားငါးရွှေပြောင်းမှုဖြစ်စဉ်ကနေတဘောင်းဝပတ်ဝန်းကျင်ထိမ့်သိမ်းရန်လိုအပ်ကြောင်းထောက်ပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ယခုနှစ်တောင်အာဖရိကမှာ၅တိသား၅မြောင်ရွှေပြောင်းတဲ့လေးထောက်ကိုကြည်ပြီးတော့တဘာဝပဝင်းချင်းပုံမထိမ့်သိမ့်ချဖို့လိုအပ်လားကြောင့်ထောက်ပြနေပါတယ်။တောင်အာဖရိကရဲ့တဘာဝဖြစ်စဉ်ကြီးတစ်ခုအနည်းငယ်ရှိလာနိုင်တာကိုတက်ကြွလှုံ့ရှားသူများသတိပေးလာပါတယ်။နှစ်စဉ်နှစ်တိုင်းမေလမှဂျွန်လလဆိုရင်တောင်အာဖရိကနိုင်ငံရဲ့အရှိတ်ကန်ယူရန်တလျှောက်တန်းတဲ့ချီတဲ့၅တိသား၅တွေဟာကီလိုမီတာ၁၀၀၀ကျော်ရွှေပြောင်းလာကြပြီးကမ္ဘာပေါ်မှာအထင်ရှားဆုံး ံရွှေ့ပြောင်းမှုတွေထဲကတစ်ခုဖြစ်ပါတယ်ဒါအပြင်ကွာစုလူနေတဲ့ဒေသရဲ့ကန်ယူရန်နေရာမှာလူတွေရဲ့အတွက်လည်းဂုံယူဆရာဖြစ်ရဖြစ်နေပါတယ်။ဒါပေမဲ့လူသားတွေချောင်ဖြစ်ရတဲ့ပလတ်စတစ်စုပြင်ပစ္စည်းများညဉ့်ညမ်းမှုများကိုပတ်ဝန်းကျင်ထိမ့်သိမ်းသူများနဲ့ဒေသခံများကရှင်းလင်းနေကြကောင်းဘင်းလေပြင်ကိုတန်ရှင်အောင်လှုပ်ဆောင်နေကြပါတယ်။ ဒီရွှေပြောင်းမှုကငါတစ်သားငါတို့ရဲ့အတွက်သားမဟုတ်ဘဲအခြားမျိုးစိတ်များစွာလည်းတက်ရောက်နေကြောင်းလူတွေရဲ့လုံရက်တွေက ရေရပူချိန်တဲ့တဘာဝဖြစ်စဉ်တွေကိုချင်းချောင်နေကြောင်း Blue Ocean Dive Resort ပိုင်ရှင် Gary Stockgrass ကပြောပါတယ်။ ရာသီဥတုဖောက်ပြန်မှုတွေကိုဖြည့်ရှင်းဖို့ကန်ယူရန်ဒေသတွေမှာတုတ်ပြန်ရေးအစီအစဉ်တွေကိုတောင်အာဖရိကစတင်လိုက်ပါတယ်။ဒီအစီအစဉ်ကခရီးသွားလုပ်ငန်းနဲ့ငေါမွေးမြူရေးခန္ဓာတွေကိုထိမ့်သိမ်းဆောင်ရှောက်မှာဖြစ်တယ်လို့နိုင်ငံရဲ့သမုတ်တရားစီးပွားရေးရှိမှန်းချက်ကိုလည်းထောက်ပံ့သွားမှာဖြစ်ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအောင်ပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။